ငလင်ချောင်းအိမ်ပြိုသွားတဲ့ single မသားကိုအိမ်မဆောက်ပေးခင်မှာလှဲကွက်တစ်ခုသုံးပြီးတော့စိတ်ချမြင့်တင်ပေးခဲ့တဲ့ဒုဒ္ဓပရိသတ်များရှင်မက်လ28ရက်နေ့ရောက်ငလင်လုံသွားခဲ့တာကအခုဆိုရင်တော့တလကျော်နှစ်လနီးပါးတည်းကိုရောက်ရှိလုလာခဲ့ပြီဖြစ်ပါရင်ငလင်လုံသွားခဲ့တာကမိနစ်ပိုင်းလေးဆိုပေမဲ့ပျက်စီးဆုံးရှုံးသွားပြီးတော့ဒုက္ခရောက်တဲ့သူများကတော့အခုချိန်ထိကိုပုံမှန်အခြေအနေကိုပြန်လည်ပြီးတော့မရောက်ရှိကြသေးဘူးဖြစ်ပါရင် အိမ်နေပြိုသွားပြီးတော့စည်းစင်းနေဆုံးရှုံးသွားတဲ့သူတွေကလည်းအခုချိန်ထိကိုအိမ်ပြန်ဆောင်နိုင်ဖို့ရုန်းကန်နေရတော့မယ်ဖြစ်ပါရင် အနုပညာရှင်တချို့ကတော့ငလင်ဖြစ်နေတော့ခဏတာပေါ်ပြန်ရုန်းကန်ခဲ့ကြတာဆိုပေမဲ့တချို့အနုပညာရှင်တွေကတော့အခုချိန်ထိကိုစိတ်ဓာတ်အားမန့်အပြည့်နဲ့လုပ်နေကြတော့မယ်ဖြစ်ပါရင် အခုချိန်ထိငလင်ပြီးအတွက် လူရန်စူးစမ်းပြီးနေတဲ့သူတွေတဲမှာဆိုရင်ဒေါက်တာအောင်ကလည်းတရားဥပဝင်ဖြစ်ပါရင်ဒေါက်တာအောင်ကအနုပညာအလုပ်တွေတောင်တိတ်မလို့ပဲငလင်ပီးပြန်လဲထူထောင်ရေးမှာအားကျိုးမှန်တဲ့ကိုပအဝင်ပြီးတော့ကူညီပေးနေတာဖြစ်ပါရင် ဒေါက်တာအောင်ကိုခொနရဲ့သားသမီးတွေကလူဒန်းပေးကြတာမို့ငလင်ကြောင့်အိမ်ပြန်ဆောက်ဖို့လိုအပ်နေတဲ့သူတွေကိုတတ်နိုင်သလောက်အိမ်လိုက်ဆောက်ပေးနေတာဖြစ်ပါတယ်။အိမ်ဆောက်ပေးဖို့ကလည်းအကုန်လုံးကိုမဆောက်ပေးနိုင်တာမို့တကယ်ချိုးချက်ပြီးတော့တကယ်လိုအပ်တဲ့သူတွေကိုသာဦးစားပေးပြီးတော့ဆောက်ပေးနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်မှာဒေါက်တာအောင်ကစင်ကာပူသားတယောက်ကိုအိမ်ဆောက်ပေးဖို့လှုပ်လာခဲ့တာဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူကအဆုံးပါသွားတာကြောင့်သားသမီး၃ယောက်နဲ့အမျိုးသမီးရဘဝကိုရုန်းကန်နေ ရတာဖြစ်ပါတယ်။ဇုံပါသွားတဲ့ခင်ပွန်းကသားသမီးနဲ့ဇနီးရဲ့အတွက်နှစ်ထပ်တိုင်းနဲ့ပေ20ပေ40မြည်ခွက်လေးကိုထားပေးခဲ့ပါတယ်။ဒါပေမဲ့အရှုံအရှင်းနဲ့ထားပေးခဲ့တာမဟုတ်ဘဲနဲ့အပေါင်အိမ်မြည်ခွက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲဇနီးဖြစ်သူကမြည်ခွက်နဲ့အိမ်ကို1500နဲ့ရောင်းပြီးတော့ ပေါင်ထားတဲ့အိမ်ကိုအကျွေးဆက်ဖို့လှုပ်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ငလင်လှုပ်သွားတာကြောင့်အိမ်ကြီးကပြိုကျသွားခဲ့ပါတယ်။အိမ်ကပြိုကျသွားတာမို့ရောင်းပြီးတော့အကျွေးဆက်မဲ့အစီအစဉ်လည်းပြတ်သွားပြန်ပါတယ်။ဒါကြောင့်မို့စင်ကမာသားရဲ့တောကအပူရိယဝေးနေတယ်လို့စိတ်တည်းလည်းကြနေပြီဖြစ်ပါတယ်။အကျွေးရရှိနေတဲ့အပြင်နေဖို့အိမ်လည်းပြန်ပြီးတော့မဆောက်နိုင်ဖြစ်နေတာပါ။ဒါကိုသူတအောင်ကသိတာကြောင့် အိမ်ဆောက်ပေးဖို့စီစဉ်ခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့ရိုးရိုးတန်းအိမ်ဆောက်ပေးမယ်လို့မလို့ပဲအကျွေးစင်းနဲ့လန့်ခိုင်းခဲ့ပါတယ်။တကယ်လို့ပန်းရွေးချယ်ပြီးအကျွေးစင်းကပန်းချခဲ့မယ်ဆိုရင်အိမ်ဆောက်ပေးမယ်ဆိုပြီးတော့ကန်လန့်ခဲ့ရပါအမျိုးသမီးကပန်းရွေးထားပြီးတော့ဒုတိယအောင်အောင်အကျွေးစီကိုလန်လိုက်တာပါလန်လိုက်တဲ့အချိန်မှာပန်းကျသွားတဲ့အတွက်အမျိုးသမီးကအရင်ကိုပျော်ရွှင်ခဲ့ပါတယ်ပျော်ရွှင်လို့တဲ့အပြင်ပျော်မပြတတ်အောင်ကိုဖြစ်နေတာပါဒုတိယအောင်ကတော့ အန်တီကရွေးချယ်မှုအတိုင်းဖြစ်လာတာအန်တီကန်တရားပဲအဒီကန်နေတက်နေပြီဆိုပြီးတော့အားပေးခဲ့တာဖြစ်ပါတယ်တချို့မသိသူတွေကတော့စိတ်ဆင်းရဲနေတဲ့သူကိုအခုလိုမျိုးရွေးချယ်ခိုင်းတာမတရားဘူးဆိုပြီးတော့ဝေဖန်ကြပါတယ်တကယ်တမ်းတော့သူတောင်ကအကြွေစီကိုပန်းဆိုပန်းခေါင်းဆိုခေါင်းနှစ်ခုလုံးပြောင်းလုပ်ထားပြီးသားဖြစ်ပါရင်အိမ်ဆောက်ပေးဖို့အဆုံးဖြတ်ပြီးသားဖြစ်ပေမဲ့အမျိုးသမီးရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးစင်တာကြောင့်ကံကောင်းပြီဆိုတဲ့အထွေးပြောင်းလုပ်ပေးခဲ့တာဖြစ်ပါရင် ိမ်မဆောက်ပြီးခင်မှာလဲကွက်တစ်ခုသုံးပြီးတော့စိတ်ထမြင့်တင်ပေးခဲ့တဲ့သုတအောင်ပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အထက်လဲပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။